အားလုံးပဲမင်္ဂလာပါနော်။ကောင်းစက်တင်ချန်နယ်မှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးရတော့ဒေါ်သက်သက်ခိုင်မှမြန်မာပြည်ငင်းကြမ်းမှုပြောဆိုလာတဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒီမှာဒေါ်သက်ခိုင်ကဘယ်လိုကြောင်းအရာတွေကို ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးတာတော့တဲ့ဝေဖန်မိကြပါဦးခင်ဗျာ။အားလုံးကိုလည်းကောင်းစက်တင်ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ လာပါဗျာမင်္ဂလာပါရှင့်အဲ့လေဒီမသက်ကလေးနိုင်ငံရေးလှုပ်ရှားမှုတော်တော်များများပါဘူးပို့ပြီးတော့တွေ့လာပြီနော်ဒီဝင်းကြီးရတူကနေပြီးတော့အနားယူပြီးနောက်ပိုင်းမှာပေါ့အခုဒီညီညာရေးဆွေးနွေးပွဲပေါ့နော်ညီညာရေးဆွေးနွေးပွဲကိုဘယ်လိုရည်ရွယ်ချက်မျိုးနဲ့လာလာလဲလေးအရင်စပြောပြပါဗျာ ဟိုကျမတို့ဟိုပါပေါ့ရှင်ဖွင့်ပြွေးနဲ့ငင်းချမ်းကြီးကကန်းကျုံမီကျုံကန်းမီပေါ့နော်ဒီကျမတို့လုပ်ငန်းရှင်ဖြစ်တယ်စီးပွားရေး background ဖြစ်တယ်အဲဆိုတဲ့ခါကျတော့ကျမတို့ကဒီငင်းချမ်းကြီးဖြစ်စဉ်ကြီးမှာလဲစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရေးကြီးတယ်ဆိုတာယုံကြည်တာပေါ့နော်အဲအဲ့လိုပဲစီးပွားရေးတွေဖွံ့ဖြိုးတိုးတက်ဖို့လဲငင်းချမ်းတည်ငင်းအေးချမ်းဖို့လိုတာပေါ့ရှင်အဲ့ဒါကြောင့်မလို့ငင်းချမ်းကြီးနဲ့အဲဒီဖွံ့ဖြိုးတိုးတက်ရေးဟာအဲကျမတို့ကန်းကျုံမီကျုံကန်းမီဆိုတာပေါ့နော်အဲ့ဒါကိုကျမယုံကြည်ပါတယ်ရှင်အဲ့ဒါကိုယုံကြည်တဲ့အတွက်အဲဒီလိုမျိုးဆွေးနွေးပွဲတွေကိုလဲကျမကအားတက်တယောက်နဲ့ပေါ့နော်တက်တာဖြစ်ပါတယ်ဖိတ်ချတဲ့ဟိုပါပေါ့တာဝန်ရှိပုဂ္ဂိုလ်များလဲကျေးဇူးများကြီးတင်ပါတယ်ရှင် အဲ့တော့လေဒီလိုမျိုးငញ្ញိုင်းဆွေးနွေးပွဲတွေじゃကျွန်တော်တို့ကနည်းနည်းလေးကန့်သတ်မှုရှိရလို့ထင်တာပေါ့နော်ဒီလိုမျိုးငញ្ញိုင်းဆွေးနွေးပွဲတွေကနေပြီးတော့ငញ្ញိုင်းရေးကိုဘယ်လိုအထောက်အကူပြုမလဲဘယ်လောက်ထိအထောက်အကူပြုလာနိုင်လဲဒါမှမဟုတ်ဒီတဲ့ပို့လောက်ဖို့လိုအပ်သလားကျွန်တော်တို့အဲ့ဒါကိုချက်လောက်ပြောပြပါဦး အော်ကျမဒီလိုကနေစရမှာပေါ့နော်ဒီလိုစပြီးတော့မှအထောက်အကူဖြစ်ပါတယ်ရှင်ဒီလိုဆွေးနွေးပွဲတွေကဒါကျမတို့ရဲ့လူတယောက်ချင်းစီရဲ့ယဉ်ထဲမှာရှိတဲ့သဘောထားအမြင်တွေပုံမှန်လင်းလင်းထုတ်ပေါ်ပြီးပြောဆိုခွင့်ရှိတယ်အဲ့ဒီအချိန်မှာတယောက်နဲ့တယောက်ပြန်ပြီးတော့မှအချင်းချင်းနားလည်မှုယူတယ်ပြီးဒါအချင်းချင်းအလုပ်လုပ်တဲ့သဘောပေါ့နော်အတူတူလှုပ်လှုပ်ကြတော့အဲ့ဒါကဘာလဲဆိုရင်ယုံကြည်မှုတိဆောက်တာလည်းဖြစ်ပါတယ်ရှင်နောက်အခုဆိုလို့ရှင်ဒါတုံးရက်တောင်ပေါ့နော်တနေကုန်လှုပ်တဲ့တုံးရက်တောင်ဆိုတော့ကျမတို့ဆိုရင်လူအစ်စ်တွေနဲ့မသိတဲ့လူနဲ့တိတိရတယ်အဲ့တော့မချားဘူးဓာတွေချားရတယ်စသဖြင့်ပေါ့နော်ဒါလေးတွေဆိုတော့လေနောက်တစ်ခုကကျတော့ကျမတို့ကာယကံရှင်ကျမပါပေါ့လူတိုင်းကပေါ့နော်ကိုယ့်ရဲ့အတွေးခေါ်လေးတွေအယူဆ ာလေးတွေအတွေ့အကြုံလေးတွေမျှော်လင့်ချက်လေးတွေဒါလေးတွေပြောလို့ရတယ်ပေါ့နော်ပြောလို့ရရင်ねတဖြည်းဖြည်းနဲ့မှဒီဒီကွာဟမှုကတဖြည်းဖြည်းချင်းမြောင်းချင်းမြောင်းပြီးတော့မှတစ်ချိန်မှာကျွန်တော်တို့ဟိုပေါ့ဟိုပေါ့နားလည်မှုတွေတူသွားတာပေါ့နော်နားလည်မှုတွေလက်ခံမှုတွေတူသွားပြီးတော့မှဒါငင်းချမ်းရေးကိုနှိစက်သွားမှာဖြစ်ပါတယ်ရှင့်ကျွန်တော်တို့လူတွေမြန်မာနိုင်ငံတော်တွေမြန်မာနိုင်ငံသားတွေများများသိထားတယ်မသက်အနေနဲ့စီးပွားရေးသမားပုံစံသိတာတော့နော်အခုကျတော့နိုင်ငံရေးနယ်ပယ်တွေရောက်လာဆိုတော့နိုင်ငံရေးနယ်ပယ်နဲ့စီးပွားရေးနယ်ပယ်နဲ့ဘယ်လိုကွာခြားလဲအဲ့ဒါလေးတစ်ချက်ပြောပြပေးပါအဲ့ဒါအများကြီးကွာခြားပါတယ်ရှင့် နိုင်ငံရေးဆိုတော့ဒါနိုင်ငံအရေးပေါ့နိုင်ငံအရေးဖြစ်တဲ့အတွက်ဘာမဆိုဟိုနိုင်ငံရေးကိုစိတ်ဝင်စားတဲ့လူတစ်ယောက်ကဘယ်အကြောင်းအရာမဆိုဟိုဟာပေါ့ကျွန်တော်တို့နဲ့သက်ဆိုင်နေပေါ့နော်နောက်အများနဲ့သက်ဆိုင်နေတနိုင်ငံလုံးနဲ့သက်ဆိုင်နေအပြည်သူလူထုတစ်ယောက်လုံးနဲ့သက်ဆိုင်နေဒီလိုအများအမြင်နဲ့ကြည့်ဟိုဟာလောက်ရတာပေါ့နော်အများဟိုအများကိုထက်သွင်းစဉ်းစားရတာပေါ့ရှင်ဟိုဟိုစီးပွားရေးလဲတမျိုးတော့ဟိုဖြစ်ပါလေရှင်စီးပွားရေးလဲသူ့ပညာနဲ့သူလောက်ရတာပေါ့နော်ဥပမာထားပါတော့စီးပွားရေးကတော့အဲဘယ်လိုလဲဆို know your customer know your market အဲ know your product ပေါ့ uh, know your uh, know your own product ပေါ့နော် know your company know your people ပေါ့အဲ့လိုမျိုးသဘောမျိုးလေးပေါ့နော်ဒါဟိုစစ်တိုက်တယ်လို့ပါပဲသဘောကတော့လေဒါအောင်မြင်အောင်လုပ်ရတာပေါ့နော်စီးပွားရေးကလည်းဒါဟိုပါပေါ့ကုထုကိုချင်ပြီးအောင်မြင်အောင်လုပ်ကြရတာစီးပွားရေးကလည်းတော်တော်ကြကုတ်ချက်ခဲလုံးမအောင်မြင်တာပေါ့နော်အောင်မြင်တဲ့သူတိုင်းကဒါလွယ်လွယ်နဲ့ဖြတ်တန်းလာတာတွေမဟုတ်ပါဘူးရှင်စီးပွားရေးလည်းစီးပွားရေးအလျောက်ခက်ခဲတာရှိပါတယ်ဒါပေမဲ့စီးပွားရေးရဲ့သဘောကတော့ပါလဲဆိုလို့ရှိရင်အဲနံပါတ်1ကတော့သူ employment generation ပေါ့နော်ဒါဟိုပါပေါ့လူပြည်သူလူထုအလုပ်အလုပ်ကိုင်ခွင့်လန်းနေပေးတယ်နောက်တစ်ခါကျတော့ tax payer ဖြစ်တယ်ပေါ့နိုင်ငံတော်အခွန်အခတွေစောင့်နေပြီးလို့ရှိရင်သူ့မှာ social responsibility ပေါ့နော်လူမှုရေးတာဝန်တွေထမ်းဆောင်တယ်ပေါ့နော်အဲဆိုခုနအခွန်ဆောင်တာတွေကိုဝန်ထမ်းတွေလာစားပေးတယ်အလုပ်ကင်ပေးတာအပြင်ကိုဒီဝန်ထမ်းတွေရဲ့ HR ပေါ့နော်အဲသူတို့ရဲ့ဟိုလုပ်ငန်းခွင်ကျွမ်းကျင်မှုနောက် social skills တွေ life skills တွေအဲဒီဟာတွေကလည်းဒါလုပ်ငန်းခွင်ရနေပြီးတော့မှတင် जा ပေးသွားတာပေါ့နော်အဲပြီးလို့ရှိရင်လည်းပြီးလို့ရှိရင်လည်းခုနဒီဟာတွေအပြင်ကိုကျွန်တော်တို့ကအလှဟိုစီးပွားရေးကောင်းတယ်ဆိုအလှအထုအလှတန်းလုပ်မယ်ပရဟိတကိစ္စတွေလုပ်မယ်စသဖြင့်ပေါ့နော်ဒါလူမှုရေးကိစ္စတွေလုပ်မယ်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းတာတွေလုပ်မယ်ပေါ့နော်ဆိုစီးပွားရေးမှာတော့အများအားဖြင့်ဟိုပေါ့ triple bottom line ဆိုပြီးပြောတယ်လေဟိုအခြေခံအနည်းဆုံး၃ခုပေါ့အဲ့ဒါတော့3 P ပေါ့ရှင် တတိပြံနံပါတ်1ကတော့စီးပွားရေးကတော့ဒါရှုံးရင်လည်းကိုယ့်အိတ်ထဲကြက်ခံရတယ်မြတ်လို့ရှိရင်လည်းကိုယ့်အိတ်ထဲရောက်တယ်ဆိုမြတ်မှာပဲအဆင်ပြေမှာပေါ့နော်နံပါတ်1 profit ပေါ့ရှင်အမြတ်ရမယ်ဒါပေမဲ့အဲ့အမြတ်ကမတရားမြတ်မဟုတ်ဘဲနဲ့ရှင်ပြိုင်ပြီးတော့မှရှင်ပြိုင်မှုတွေ competition တွေပေါ့နော်ရှင်ပြိုင်မှုတွေရှိတော့မတရားမြတ်ကတော့မရပါဘူးရှင်နံပါတ်1 profit ပေါ့နော်နံပါတ်2က people ပေါ့ဆိုလို့ရှိရင်ဒီစီးပွားရေးဒီလူတိုင်းဝိုင်းကြီးထဲမှာဖြစ်တယ်ဒါကိုဝန်ထမ်းတွေကို customer တွေ ကလည်းလူတွေလူတိုင်းဝိုင်းကြီးထဲမှာဖြစ်တော့ဒီလူတွေရဲ့အကျိုးလဲဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။နောက်ဆုံးပြီးရတော့ planet ပေါ့ရှင် planet ဆိုတာဒီကမ္ဘာမြေကြီးပေါ်မှာကျွန်တော်တို့အကုန်တည်ရှိနေကြတယ်။လူသားတွေရောတရိတ်ဆန်တွေရောအဆုံပေါ့နော်။ဒါအတတလောကပေါ့တည်ရှိနေကြတယ်။နောက်တစ်ပင်တွေရောတည်ရှိနေကြတယ်။ဒီကမ္ဘာမြေကြီးကိုရေရှည်တည်တတ်အောင်ထိန်းဖို့ပေါ့နော်။အဲ့ဒါကတော့ကျွန်တော်တို့ social responsibility ပေါ့လူမှုရေးရာတာဝန်ယူမှုတွေပေါ့နော်။အဲ့ဒါကြောင့်မို့စီးပွားရေးလောက်တာဒီသူ့ရဲ့ mission ကတော့ခုနက 3P ပေါ့ရှင်။ 3P ကသူ့ရဲ့ mission ဖြစ်ရမှာဖြစ်ပါတယ်ရှင်။အဲဒါပေမဲ့တော့ဟိုပါပေါ့ ဲဒါပေမဲ့တော့ဒီဒီဒီနိုင်ငံရေးလောက်တဲ့အချိန်ကျတော့တပြီလုံးတွက်ထက် twin စဉ်းစားကတော့ပို့ပြီးတော့မှကျေပြန့်နေကျေပြန့်နေအဲအဲ့လိုပေါ့နော်အဲဆိုတော့ကွာပါတယ်ရှင်းကွာပါတယ်ရှင်းအဲ့တော့လေနောက်တစ်ခုကကျွန်တော်ရွေးကောက်ပွဲပဲလေတင်းတော့အောင်မနေ့ကတော့နိုင်တော်အကြီးကြီးကထပ်ပြီးတော့ပြောတယ်ဗောနော်ကျွန်တော်တင်းထဲမှာကြားတယ်ဒီဇင်ဘာလထဲမှာရွေးကောက်ပွဲလုပ်နိုင်အောင်ပြင်ဆင်ကြဖို့ဝင်းကြီးဖွဲ့ကိုတိုက်တွန်းတယ်လို့ကျွန်တော်တင်းထဲဖတ်လိုက်အဲ့တော့ဒီရွေးကောက်ပွဲကကျွန်တော်တို့ဒီငင်းငန်းရေးလုပ်ငန်းစဉ်တွေကိုအထောက်အကူပြုနိုင်ပါမလားဒါမှမဟုတ်ရွေးကောက်ပွဲအပီအစိုးရဟာဘယ်လို challenge တွေနဲ့ရင်ဆိုင်တိုင်ရင်ဆိုင်ရမလဲအဲ့ဒါလေးချက်တော့ပြောပြပါ ။ဟောကျွန်မတင်တာတော့လေကျွန်မတင်တာတော့ရွေးကောက်ပွဲလုပ်လိုက်ချင်းဟာဒါနိုင်ငံရေးအရအကြက်တဲဖြစ်နေတာကနေဖြည့်ဖြည့်လျှော့သွားမယ်ပေါ့။သို့တော်လည်းလက်နဲ့ကင်တဲ့သူကလည်းချက်ချင်းကြီးလက်နဲ့ကိုဆွန့်လွတ်မှာမဟုတ်ဘူး။အဟို inertia effect တွေရှိအောင်ပါလေ။သူ့အရှိန်တွေရှိအောင်ပါပေါ့နော်။ပြီးလို့ရှိရင်တဖြည်းဖြည်းဒီလိုပဲဒီဒီဘက်ကဒါလွတ်တော်ပြင်ပနိုင်ငံရေးလမ်းကြောင်းပေါ့နော်။အငိမ့်ချမ်းရေးစကားဝိုင်းနေပေါ့။ဒါတွေကလည်းဆက်လုပ်သွားမယ်။ဒါပေမဲ့အများစုကတော့ဒီနိုင်ငံရေးလမ်းကြောင်းပို့ကျဲသွားပြီးတော့မှနိုင်ငံရေးလမ်းကြောင်းပေါ့နိုင်ငံရေးဖောင်ပို့ကျဲသွားပြီးတော့မှနိုင်ငံရေးလမ်းကြောင်းကနေလွှတ်တော်ထဲမှာပြောရေးဆိုခွင့်ရှိမယ်။ပြည်သူကိုကိုစားပြုခွင့်ရှိမယ်။အဲစသဖြင့်ပေါ့နော်။ဒါတွေရှိလာတဲ့အတွက်ကြောင့်မလို့ပို့ပို့ပြီးတော့မှပြ ီလေဘက်ဘက်ကိုရောက်သွားမယ်လို့ကျွန်မယုံကြည်ပါတယ်။